အစ္စလာမုအလိုက်ကွမ်ဝရဟမတူလာဟီဝရကာတူယနေ့ဟီဂျရီ1249ခုရေဗျူစာနီ19ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ12ရက်နေ့တနင်္ဂနွေနေ့မှာ5မိနစ်တောင်မြင့်ခရီးရဲ့တင်ကန်းစာအမှတ်စဉ်1160ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ခေတ်မှာကျွန်တော်တို့အိမ်မပြောတဲ့ယောဂဝေဒနာကိုခံစားနေရတဲ့နီကိုမောင်နှမတွေအများကြီးရှိပါတယ်အဲ့တော့အကြောင်းအမျိုးမျိုးကြောင့်အိမ်မပြောတာတွေဖြစ်ပေမဲ့ဒါပေမဲ့ဒီလိုအခြေအနေတွေကို လိုပုံစံမျိုးနဲ့ကုသရမလဲဆိုတာကိုကျွန်တော်တို့အစ္စလာမ်ရဲ့လမ်းညွှန်ချက်တွေကိုကျွန်တော်တို့လေ့လာကြည့်လို့ရပါတယ်အဲ့တော့အစ္စလာမ်သာသနာတော်ဟာကျွန်တော်တို့ဘဝတစ်ခုလုံးရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့လမ်းညွှန်ချက်တွေပေးထားတယ်အခက်အခဲတိုင်းကိုကျော်လွှားနိုင်ဖို့ယောဂါတွေကိုကုသနိုင်ဖို့ကုသနည်းတွေကိုလည်းတင်ပြထားပါတယ်ဒီနေ့ခင်မအိမ်မပြောခြင်းဆိုတဲ့ယောဂါဟာလေနေတရူကလူတိုင်းနှိပါကြုံနေရတဲ့ယောဂါတစ်ခုဖြစ်တယ်ဒါကိုဘယ်လိုပုံစံကုသရမလဲဆိုတာကိုလေ့လာကြည့်အောင်ပါ တော့အလောရှိမြတ်ကကျွန်တော်မြတ်ကုရ်အန်ထဲမှာအိတ်ဆက်ခြင်းရဲ့အရေးပါမှုကိုနေရာများစွာမှာဖော်ပြထားပါတယ်။ဆူရာအလ်ကဆော့စ်အာယတ်နံပါတ်83မှာညကိုပြုလုပ်ပေးထားခြင်းဟာအရှင်မြတ်ရဲ့ရဟမတ်ဂယုနာပြယုတ်ဖြစ်တယ်လို့အမိန့်ရှိပါတယ်။ဝမီရဟမတ်တီဟီဂျာအလလကူမူလိုင်လ်ဆူရာရူမ်အာယတ်နံပါတ်93မှာတော့ညမှာအိတ်ဆက်အနာယူခြင်းဟာလည်းအရှင်မြတ်ရဲ့နမိတ်လက္ခဏာတို့တွေကတစ်ခုဖြစ်တယ်လို့အမိန့်ရှိပါတယ်။ ومن آياته منامكم بالليل والنهار စူရာအန်နဘာအာယတ်နံပါတ်9မှာတော့ငါရှင်မြတ်ဟာအတင်တို့ရဲ့အိတ်ဆက်ခြင်းကိုနှစ်ချိုက်စွာဖြစ်စေတော်မူခဲ့တယ်လို့အမိန့်ရှိပါတယ်ဝဂျာအလ်နာနောမကုမ်ဆူဘာတာဟာဒီစတိုရီကိုလေ့လာကြည့်တဲ့အခါမှာတမန်တော်မြတ်ဆလ္လာလ္လာဟူအလိုင်ဟီဆလမ်ကအိတ်အိတ်ခြင်းဆိုင်ရာလက်ညွန်ဆန်များစွာကိုပေးခဲ့ပါတယ်နံပါတ်1ကတော့ညဘက်အိတ်ရမဝင်မီဆူတောင်းတာ Allahumma bismika amutu wa ahya ဟုတ် Allah အလောရှိမြတ်ရဲ့နမရုံနဲ့ကျွန်တော်မျိုးအိပ်ဆက်ပါတယ်ကျွန်တော်မျိုးနိုးထားပါတယ်အိယံဝင်တဲ့အခါမှာဝူဇူပြုပြီးတော့ညာဘက်ကိုလှဲပြီးတော့အိတ်တာ Hazrat Bara ibn Azib radiyallahu ta'ala anhu တခင်ကဆင်မြတ်ပါတယ်ကုရမေဆလ္လာလိဆလမ်အမေရှိတယ်အိယံဝင်တဲ့အခါအသင်ဟာဝူဇူပြုပြီးတော့ညာဘက်ကိုလှဲပြီးတော့အိပ်ပါတယ်အနမနှစ်ကတော့အိပ်မပြောတဲ့အခါမှာကျွန်တော်တို့စူတောင်းတာမျိုးကိုကုရမေဆလ္လာလိဆလမ်ကတင်ပြခဲ့တယ် حضرت زید بن ثابت رضی اللہ تعالی عنہ تکھیں جی گا امی ہے ایم بیو جنے پتہ پیرو قرمہ صلی اللہ علیہ وسلم کو میمیان شاو تھا رہے اکھاما قرمہ صلی اللہ علیہ وسلم گا دی دعا کو یسو بالو امین شی بارے اللہم قارت النجوم وہدأت العیون وانت حی قیوم لا تأخذک سنة ولا نوم یا حی یا قیوم اہدی لیلتی وانم aini ဟိုအလ္လာဟ်နကတရားတွေလည်းပျောက်ကွယ်သွားပါပြီမျက်စီတွေကလည်းအေးချမ်းစွာအနားယူကြပါပြီအရှင်မြတ်ဟာသာဝရရှင်သာမဖြစ်ပြီးတော့သက်ရှိများကိုလည်းတာဝန်ယူစောင့်ရှောက်တော်မူပါတယ်အရှင်မြတ်ဟာငိုင်လည်းမငိုက်အိတ်လည်းမအိတ်ပါဘူးကြိုင်းမဲ့သာဝရရှင်သန်တော်မူသောအရှင်မြတ်တတဝအပေါင်းတို့ကိုသာဝရထိမ့်သိမ့်စောင့်ရှောက်တော်မူသောအရှင်မြတ်ကျွန်တော်မျိုးရဲ့အိတ်ဆက်ခြင်းတွေပျောက်ရှာနေတဲ့ညကိုတည်ငြိမ်အေးချမ်းစေတော်မူပါကျွန်တော်မျိုးရဲ့မျက်လုံးတွေကိုအိတ်ဆက်စေတော်မူပါ နံပါတ်3ကတော့ညစာစားချိန်နဲ့အိတ်ချိန်ကိုဂရုတစိုက်စီမံဖို့ပါပဲ။ကုရမဆလ္လာလ္လာဟူအလัยဟိဝါစလမ်ကညစာမစားမီအိတ်တာမျိုးလည်းမလုပ်နဲ့။စားပြီးတဲ့နောက်မှလည်းစကားပြောဆိုတာမျိုးမလုပ်ဖဲနဲ့။တခါတည်းပဲအချိန်နဲ့ငယ်ယူပြီးတာနဲ့အိတ်ဆက်ဖို့သင်ကြားပေးခဲ့ပါတယ်။အစ္စလမ်စေပညာဆိုင်ရာလမ်းညွှန်ချက်တွေထဲမှာဆိုရင်အစ္စလမ်စေပညာရှင်ကြီးအဗီစီနာလို့လည်းခေါ်တဲ့အစ်ဗနီစီနာဆိုတဲ့ပညာရှင်ကြီးကတော့ဒီလိုပဲတခြားသောပညာရှင်တွေကအိတ်မပြောသူတွေအတွက်လမ်းညွှန်ချက်တချို့ကို အကြံပြုထားပါတယ်။နံပါတ်၁ကတော့အဲ့ချိန်မတိုင်းမီမှာစိတ်ငြိမ်းချမ်းမှုတွေရယူရမယ်။ညဘက်ဆလာတူပြုမယ်ဆိုရင်စိတ်သက်သာရရစီပါတယ်။ဟိုမအိတ်ခင်မှာကုရမ်ကျမ်းတော်မြတ်ကိုဖတ်ရွချင်းအားဖြင့်လည်းစိတ်တည်ငြိမ်မှုတွေကိုရစီပါတယ်။ပြီးတဲ့အခါမှာညစာကို ပေါ့ပေါ့ပါပါစားသုံးတာအဲ့ရဝန်ခံကြီးဘိုက်ပြစားခြင်းစားခြင်းကိုကျွန်တော်တို့ရှောင်ရပါမယ်။နံပါတ်၃ကတော့အဲ့ရဝန်ခံကြီးအလေးအကျင့်လေးတွေဥပမာအဲ့ရကိုတန်ရှင်းစွာထားတာမအိတ်မီမူရာကဘာ တဏိတာပြုမှုဆောင်ရွက်ချက်တွေကိုစဉ်းစားသုံးသပ်ပြီးတော့အရှင်မြတ်စီစိတ်ဝိညာဉ်ကိုအာယုံစူးစိုက်စေတာအဲ့တော့ဒါဆိုရင်ကျွန်တော်တို့အထက်မှာပြောပြခဲ့တဲ့အရာတွေကိုဘယ်လိုလက်တွေ့အသုံးချကြမလဲပေါ့နော်အဲ့တော့နံပါတ်၁ကတော့အိယာမဝင်မီမှာအိယာဝင်သူအားရွတ်ဆိုမယ်အိယာဝင်ခံနီးမှာအာယတုလ်ကုရစီရွတ်ဆိုမယ်ဆူရာအခလတ်ဆူရာဖလခ်ဆူရာနာစ်ဒီဆူရာတွေကိုကျွန်တော်တို့ရွတ်ဆိုမယ်။နောက်အိယာဝင်တဲ့ပုံစံကကိုရမက်ဆူလ္လာဟ်အလိုင်းဆလမ်ညွန်ပြပြတာတဲ့ဆွန်နတ်နဲ့အညီ ညာဘက်ကိုမျက်နှာမူပြီးတော့လက်ရဘက်ကိုလက်ဖွားအောက်မှာပါအောက်မှာထားပြီးတော့အိပ်ဆက်မယ်။ပြီးတဲ့အခါမှာမနက်စောစောထားဖို့အတွက်ကျွန်တော်တို့တန်နေတန်ချမယ်။ဖဂျ်နမတ်အတွက်စောစောထားခြင်းကကျွန်တော်တို့ရဲ့ဇီဝဖြစ်စဉ်ကိုမှန်ကန်စေပါတယ်။မိကုံးကျုပ်ကတော့အိပ်မပြောခြင်းဟာကုရ်အန်ဟာဒီသ်တော်ဒီမှာလည်းအတိမတ်ပြုထားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။အစ္စလာမ်နန်းညွန်ချက်တီဟာရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာနိလမ်းမြေကိုပေါင်းစပ်ပေးထားတယ်။ဆလာတူပြုခြင်းကုရ်အန်ရွတ်ဆိုခြင်းနဲ့ သူဟာများရွတ်စုခြင်းတို့ဟာစိတ်ကိုတည်ငြိမ်စေပြီးတော့အိပ်ပျော်စေဖို့အထောက်အကူဖြစ်ပါတယ်။ဒီအလေးချက်တွေကိုပုံမှန်လုပ်ခြင်းအပြင်အိပ်မပျော်တဲ့ပြဿနာကိုကျွန်တော်တို့ကာကွယ်နိုင်မှာပါ။တစ်ခုလေးတော့ပြောပြရစီပြင်ထန်တဲ့အိပ်မပျော်တဲ့ပြဿနာရှိနေရင်တော့ဆရာဝန်အနေနဲ့တိုင်ပင်ဆွေးနွေးဖို့လည်းအကြံပြုအပ်ပါတယ်။အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူး